အဒန်ဖလန်စီနဲ့ကတ်အကြောင်းလေးကိုနည်းနည်းပြောပြမယ်။ဘမဝယ်ရမလဲ။ဘလို့သုံးရမလဲ။ဘလို့အဲရာလေးရှိတယ်။ဖလန်စီနဲ့ကတ်နဲ့ယူကတ်နဲ့ဘလို့ခွဲခြားရမလဲဆိုတာကိုဒီနေ့ဗီဒီယိုမှာပြောပြပေးသွားမှာဖြစ်ပါတယ်။အဲ့တော့ဗီဒီယိုလေးမစခင်မှာကျွန်တော်ရဲ့ဗီဒီယိုကြည့်ရှုသူကတသိန်းပြည့်သွားပြီပေါ့နော်။အဲ့တော့ follow မလုပ်ဘဲနဲ့ကြော်ဝါးလူတွေကများနေလို့ပေါ့နော်။အဲ့တော့ဒီလိုဗီဒီယိုလေးကိုကြည့်ရှင်နေဆိုရင်ကျွန်တော်ရဲ့ဒီ TikTok အကောင့်ကို follow လေးလုပ်ပြီးဖို့တောင်းဆိုပါရစေ။ ဲ့တော့ကျွန်တော်ဗီဒီယိုလေးစပါမယ်ဖလန်စီနက်ကြောင့်တော်တော်များများစိတ်ဝင်စားနေလို့ကျွန်တော်တခြားပြန်ပြီးရှင်းပြမယ်ဖလန်စီဖလန်စီနက်ကတ်နဲ့ကျွန်တော်အတန်ရိုးရိုးကတ်နဲ့ကွာခြားချက်ကိုတစ်ချက်ပြောပြပါမယ်ဖလန်စီနက်ကတ်ဆိုတာကတနည်းအားဖြင့်ပြောမယ်ဆိုရင်တော့ wifi ကက်လို့တနည်းအားဖြင့်ပြောလို့ရတယ်ပေါ့နော် internet only ပဲသုံးလို့ရမယ် wifi set လေးတွေမှာထည့်ပြီးတော့မှအိမ်မှာရှိတဲ့သူတွေတကယ်ချင်းနေအကုန်လုံးပေါ့နော် wifi ရှင်းပြီးသုံးလို့ရတယ်ဘလို့သုံးရမလဲဆိုတော့ပြောပြမယ်အဲ့တော့ wifi set လေးတစ်ခုဝယ်လိုက်ပါပြီး flancy net ကကိုဝယ်ပြီးတော့မှ 3000တန်ဂစ်တရားဝယ်လိုက်ဝယ်ပြီးတော့မှ wifi ဆက်တဲ့ထည့်ပြီးတော့မှ900လောက် share သုံးလို့ရပါတယ်အဲ့တော့ကျွန်တော်တလကိုကျွန်တော်တို့ဂစ်200လောက်တကယ်ချင်း900သုံးမဲ့သူဂစ်200လောက်သုံးနိုင်တယ်ဆိုရင်6000ပဲကြာမယ်6000ဆိုတော့တရက်ကိုဘယ်လောက်ကြာမလဲဗျာ900သုံးမဲ့ဆိုတော့ဟုတ်တယ်မလားအဲ့တော့တော်တော်တက်တာပါကြီးပေါ့နော်အဲ့တော့တခုကြည့်တယ်ကတော့ဝယ်တဲ့ဝယ်တဲ့မြို့ရဲ့ဝယ်တဲ့မြို့ရဲ့ location ကိုတော့သွားပြီးချိန်ပြရမယ်ဥပမာမန္တလေးလားမန္တလေးတောင်ကြီးမင်းဘူး မကွေးပကူးအကုန်ရရပေါ့နော်ကျွန်တော် location ရှင်းတာလေးကိုလည်းအပ်ပြီးတော့ရဲ့အနောက်မှာပြောပြပေးတာအတန်ရဲ့ရိုးရိုးကတ်တဲ့ကွာတယ်ဆိုတော့ကအတန်ရိုးရိုးကတ်ကအကုန်လုံးလို့ရတယ်လေမက်ဆီလည်းပို့လို့ရတယ်ဖုန်းလည်းပြောလို့ရတယ်ပေါ့နော်အင်တာနက်လည်းတခြားပက္ကိလည်းတုံးလို့ရတယ်ဒါပေမဲ့ fidelity net ကတော့သူကအင်တာနက်ပဲတုံးလို့ရတယ်ပို့လို့မရဘူးဖုန်းပြောလို့မရဘူးပေါ့နော်သူ့ရဲ့ function ကအင်တာနက်တုံးဖို့တိတက်မယ်ထုတ်ပေးတာအတွက်ကြောင့် wifi ကတ်လို့တဏီအပြင်ပြောလို့ရတယ်အဲ့တော့သူ့ရဲ့ကွာရှာချက်ရိုးရိုးကတ်ရဲ့ fidelity net ကတ်ရဲ့ကွာရှာချက် သူကဖလန်တီနက်ကဖုန်းနံပါတ်ပါတယ်ဖုန်းနံပါတ်ပါပေမဲ့မက်ဆေ့နဲ့ဖုန်းနဲ့ပြောလို့တော့မရဘူးအဲ့တော့ဖလန်တီနက်ကက်ဝယ်မယ်ဆိုရင်ရက်ဂျစ်စာလုပ်ဖို့အတွက်ဖုန်းနံပါတ်တစ်ခုလိုတယ်အဲ့တစ်ခုလိုတဲ့ဖုန်းနံပါတ်ကလည်းမိုက်တဲကလွဲပြီးတော့ကျန်တဲ့စင်ကတ်တွေအကုန်ရပါတယ်လော့အင်ဝင်လို့မရတဲ့ပြဿနာလည်းအဲ့ဒါတွေပဲကျွန်တော်တို့ကဘရောင်ဇာထဲသွားပြီးတော့မှအတန်ဘလော့ပလန်အန်နာနဲ့ဆိုပြီးတော့မှအတန်ရဲ့ home page သွားပြီးတော့မှ login ဝင်မယ်ဆိုရင်ကျွန်တော်တို့ရိုးရိုးတလီနောကတ်နဲ့မရပါဘူး register လုပ်ထားတဲ့ plan note ကပဲရမှာဖြစ်ပါတယ်။ plan နဲ့ဆိုတာကဥပမာ location ချင်းပြီးတုံးလို့ရတဲ့အတွက်ကြောင့်အိမ်မှာလည်းမဟုတ်ဘူးတမျိုးမြို့နယ်တစ်ခုလုံးတုံးလို့ရတယ်။ရန်ကုန်တိုင်းတစ်တိုင်းလုံးတုံးလို့ရတယ်ဘာလို့အထက်ပို့ပြီးတော့မှတုံးလို့ရပါသေးတယ်။ရန်ကုန်တိုင်းမဟုတ်ပါဘူးတနင်္ဂနွေလုံးကိုလက်ပဲပြီးတော့မှတုံးလို့ရပါတယ်။ဘာဖြစ်လို့လဲဆိုတော့သူက location ရှင်းပြီးတော့မှတုံးလို့ရပါတယ်။ဥပမာကျွန်တော်ကရန်ကုန်တိုင်းမှာ register လုပ်တဲ့ရန်ကုန်တိုင်းမှာ location ထားရဆိုတော့ရန်ကုန်တိုင်းအတွင်းမှာတုံးလို့ရမယ်။ဆိုပေမဲ့ကျွန်တော်တို့ကရန်ကုန်တိုင်းကနေပြီးတော့ကျွန်တော်နေမန္တလေးသွားမယ်ဆိုရင်လည်းမန္တလေးတိုင်းဆိုတဲ့ ဒီ location ချင်းပြီးတော့မှမန်းလေးမှာသွားပြီးသုံးလို့ရပါတယ်။မြန်မာနိုင်ငံအတွင်းအကုန်လုံး Telenor တိုင်းမိတဲ့နေရာ Telenor line ကောင်းတဲ့နေရာအကုန်သုံးလို့ရပါတယ်။အဲ့ဒါလေးတစ်ချက်သိသိကျွန်တော်ပါ